မန္တလေးတိုင်းစင်ကိုမြို့နယ်လက်ပံလာရွာကိုအကြက်ဖက်စစ်တပ်ကမနစ်ကညနေပိုင်းအချိန်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ရွာထဲမှာမိလောင်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရလို့ဒေသပြည်သူတွေက ရန်ကုန် ခေတ်သစ်တရဏကိုပြောပါတယ်မလ31ရက်နေ့ညနေ6နာရီဝန်းကျင်လောက်ကစင်ကိုမြို့နယ်လက်ပံလာရွာကိုလေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲလို အကြက်ဖက်စစ်တပ်ရဲ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်းမှာမိလောင်နေပြီးပြည်သူတွေမှလည်းရွာလုံးကျွတ်ထွက်ပြေး ်နေရလို့ဒေသပြည်သူတွေကပြောပါရယ်ပြည်သူတွေက ငလင်ဘင်းနဲ့စစ်ဆင်းရနေခြင်းကိုလေနဲ့ဘုံပတ်ကျဲနေတယ်လို့လည်းဒေသပြည်သူတို့ကပြောပါရယ်ရှင်စကိုင်းမြို့မှာငလင်ကြတကြဒီတာတိလရှင်စတဲ့နိုင်ပြိုကျခဲ့ရပြီးဗရဏနာယကဆရာတော်အပါဝင် ကိုဟာတစ်ဆုံးခဲ့တယ်လို့အဲ့ဒီစတင်တိုက်ကသတင်းထုတ်ပြန်ထားပါတယ်။မလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တကြဒီတာတီလာရှင်စတင်တိုက်ကဗာရဏနာယကဆရာကြီးဖျားတပါ၊အကျိုးဆောင်နာယကစာချဆရာနှစ်ပါ၊စာတင်သားဆရာလေးသုံးပါကျောင်းအမအလှရှင်သုံးစုစုပေါင်း9ဟာတည်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်တိုက်အုပ်နာယကဆရာကြီးဖေဟာဒေါ်ပဝနာထေရီနဲ့ ဒေါ်ကုသလဝဒီနှစ်ပါးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပေမဲ့အသက်အန္တရာယ်စိုးရိမ်ပွဲမရှိဘဲလက်ရှိမှာစေကုသမှုခံယူနေရလို့လည်းသိရပါဗါဒ်ငလင်ကြဇမူဒီပစာကြည့်တိုင်းနဲ့ခိုင်ရင်နာယကစံကြောင်းတောင်းဆောင်နှစ်ဆောင်ဟာလုံးဝပြိုကျပျက်စီးသွားခဲ့ပြီးဖယားနှစ်စုနဲ့ကြံတောင်းဆောင်ရှစ်ဆောင်ဟာအက်ကွဲပျက်စီးခဲ့ပြီးတောင်းဆောင်အားလုံးနေထိုင်ဖို့အန္တရာယ်ရှိနေတဲ့အနေအထားဖြစ်နေရလို့လည်းသိရပါဗါဒ်ရှင် ငလင်တန်တင့်ထားတဲ့မန္တလေးကစီးပွားရေးသမားတွေအပါအဝင်ပြည်တွင်းကစမှုစုံလုပ်ငန်းရှင်တွေနဲ့စီးပွားရေးအဖွဲ့တွေကိုနေပြည်တော်အထိခေါ်ပြီးအတင်းကျပ်အလှူငွေတောင်းရန်နေပြန်တယ်လို့ရန်ကုန်ကလုပ်ငန်းရှင်တွေကိုလည်းအမြန်လန့်တွေပျက်စီးထားတဲ့အတွက်ဆိုပြီးလေရင်နဲ့ပါနေပြည်တော်ခေါ်ပြီးတော့အတင်းကျပ်ငွေတောင်းရန်နေတယ်လို့စီးပွားရေးလုပ်ငန်းရှင်အတိုင်းဝန်းကရန်ကုန်ခေတ်တွေကိုပြောပါတယ်စစ်ကောင်စီရဲ့အကြောင်းပြချက်ကတော့လက်ရှိမြန်မာနိုင်ငံရဲ့ငလင်ဘေးအတွက်အလှူငွေပေးရမယ်ဆိုပြီးပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေကိုဒီကနေ့ဧပြီလ၁ရက်နေ့မွန်လွဲ၂နာရီမှာပဲ အခမ်းအနားမှာလှုပ်ပြီးတော့အလှငွေတောင်းရံမှုနေပြီးတော့အထိခေါ်ယူထားတယ်ဆိုပါလေအဲ့ဒီလိုခေါ်ယူထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာလက်ရှိငလင်တန်တင့်ထားတဲ့မန္တလေးကစီးပွားရေးသမားတွေပါပါဝင်ပြီးပြည်တွင်းကနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တွေစက်မှုဆုံးလုပ်ငန်းရှင်တွေစီးပွားရေးဆိုင်ရာအသင်းအဖွဲ့တွေနဲ့လူမှုရေးအသင်းအဖွဲ့တွေပါပါဝင်တယ်လို့ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းနေပြီးတော့ကိုလာဖို့အမျက်လက်တွေပျက်စီးထားတဲ့အတွက်ဆိုပြီးလေရင်နဲ့ပါခေါ်ပြီးတော့အတင်းကျပ်အလှငွေတောင်းရံနေတယ်လို့စီးပွားရေးအတိုင်းဝိုင်းကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးအကြက်ဖက်စစ်ကောင်စီဟာလက်ရှိငလင်ဒဲမှာပိတ်မိနေတဲ့ပြည်သူကိုယ်တော်ကဲမထုတ်နိုင်သေးပဲအဲ့ဒါကိုသူတို့ငွေရဖို့အတွက်နေပြည်တော်မှာအခမ်းအနားနဲ့လေးရင်မြန်အကျိုးအပေါ့စီစဉ်ပြီးလုပ်ငန်းရှင်တွေစီကနေအလှူခံပွဲလုပ်နေပြန်တယ်လို့စီးပွားရေးသတင်းရှင်းမြစ်ကလည်းပြောထားပါသေးတယ်တစ်ဖက်မှာလည်းရန်ကုန်တိုင်းကစက်မှုဆောင်တွေစီကနေစက်မှုဆောင်တစ်ခုကိုငွေချက်သိန်း200နှုတ်နဲ့ဧပြီလ၄ရက်နေ့နောက်ဆုံးထားပြီးမဖြစ်မနေပေးရမယ်ဆိုပြီးတော့ကိုစစ်ကောင်စီကဖိအားပေးတောင်းရန်နှီးပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာလောက်ကပ်သွားတဲ့ကြီးမားတဲ့ငလင်တန်ကြောင့်အကြဖတ်စကောင်စီကမတရားဖန်ဆီးအကျဉ်းချထားတဲ့ဒေါ်ဆတ်စုကြည်နဲ့သမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအတွက်အထူးစိုးရိမ်နေရတယ်လို့ NGO ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောပါတယ်။ဒါကတော့ဒီကနေ့ဧပြီလ၁ရက်နေ့မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကား ပြောကြားခြင်းအစီအစဉ်မှာ NGO ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောသွားတာပါ။လက်ရှိမန္တလေးမြို့မှာငလင်တန်ကြောင့်အဆောင်အပေါင်းများစွာပျက်စီးပျို့ချမှုတွေဖြစ်သွားတဲ့အထက် တဖက်ကမန္တလေးမြို့မှာရှိတဲ့အိုးဘိုတောင်ဒဲကအစာဦးအချို့လဲပြိုကျသွားတဲ့အကြောင်းကိုတိထားရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြိုကျမှုတဲ့လူ၄ဦးသေဆုံးထားတဲ့အကြောင်းနဲ့ဒဏ်ရာရတဲ့သူ၁၂ဦးရှိထားတဲ့အကြောင်းကိုလည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်တက်ကိုပြောထားပါသေးတယ်။ဒီလိုအခြေအနေတွေကြောင့်လက်ရှိလုတ်ခတ်သွားတဲ့ကြီးမားတဲ့ငလင်တန်းကြားမှာအချက်ဖက်စကောင်စီကနေပြီးတော့အကျဉ်းထောင်အတွင်းမတရားဖမ်းဆီးထားတဲ့ဒေါ်ဆန်းစုကြည်နဲ့ တောင်ကူအကျဉ်းတောင်မှမတရားဖန်ဆီးခံထားရတဲ့သမ္မတကြီးဥဝင်းမြင့်တို့အပါဝင်နိုင်ငံရေးအကျဉ်းသားတွေအတွက်အထူးစိုးရိမ်နေရတယ်လို့ MG ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောထားပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကောင်စီကမက်လာ28ရက်နေ့မှာငလင်လှုပ်ပြီးနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးရတဲ့နောက်မှာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိ ရဲ20ကာလကိုရာရင်အပြည့်ရကာလဖြစ်သတ်မှတ်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကမတ်လ28ရက်နေ့မှာငလင်လှုပ်ပြီးနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရဲ20ကာလကိုရာရင်အပြည့်ရကာလဖြစ်သတ်မှတ်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။ငလင်ဒန်သင့်ပြည်သူလူထုကိုစာနာထောက်ထားပြီး ကုညီကယ်ဆယ်ရင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအချိန်ဟောနဲ့ဆောင်ရွက်နိုင်စေဖို့အတွက်ရည်ရွယ်ပြီးအပြစ်ခက်ရက်ဆဲလိုက်တာဖြစ်တယ်လို့လည်းစစ်ကောင်စီကကြေညာထားပါတယ်။အပြစ်ရက်ဆဲကာလအတွင်းတိုင်းရင်းသားလက်နက်ကန်အဖွဲ့တွေနဲ့အခြားလက်နက်ကန်အဖွဲ့တွေအနေနဲ့အများပြည်သူသွာလာအုံပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခတ်တာထိခိုက်ပျက်စီးစေတာတွေပြုလုပ်ရင်း တုံ့ပြန်သွားမယ်လို့လည်းစောက်ထားပါဗျ။အကြက်ပဲစစ်ကောင်စီကငလင်လှုပ်ပြီးဇက်တိုက်ဆိုလို့ငလင်ဘေးဒဏ်ခံထားရတဲ့နေရာတွေကိုလေချောင်းကနေဘုံကျဲတက်ခိုက်တာတွေလှုပ်ဆောင်လာနေရလို့လည်းနိုင်ငံကာကပြောဆိုလာတဲ့အခါမှာတော့အခုလိုအပြစ်ရက်တယ်လို့ထုတ်ပြန်လာတာဖြစ်တယ်လို့မနေ့ကတရုတ်ချက်ချင်းကြီးအသင်းရဲ့ထောက်ပံ့ရေးပစ္စည်းတွေတင်လာတဲ့ကားတန်းကိုပြစ်ခတ်ခဲ့တယ်ဆိုတာပေါ်ပေါက်ဝန်ခံလာရပြီးအဲ့ဒီနောက်ပိုင်းမှာတော့အကြက်ပဲစစ်ကောင်စီဘက်ကအပြစ်ရက်တယ်လို့ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းတော် လဲအဖွဲ့အစည်းတွေဖြစ်တဲ့ NUG နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကတော့ငလင်လုတ်ပြီးတာနဲ့ထိုးစစ်တွေအားလုံးရက်ဆိုင်ထားရလို့လည်းထုတ်ပြန်ထားပါတယ်ရှင်။အကြပ်ပစကောင်စီရဲ့ယာယီအပြစ်ရမှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ KIO ကရက်20ကြာအပြစ်ခက်ရဆိုင်ထားမယ်လို့ကြေညာလိုက်ပြီးစစ်ကောင်စီတပ်အနေနဲ့ကြေညာထားတဲ့အတိုင်းလိုက်နာဖို့တော့လိုလိမ့်မယ်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မွန်ကတတိပေးလိုက်ပါတယ်။ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်မှာတော့အကြံဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အကြောင်းကမ္ဘာသတင်းမီဒီယာတွေမှာဖော်ပြခဲ့တာတွေအပြီးတစ်ဖက်မှာလည်းဒီကနေ့ထိုင်းနိုင်ငံမှာလုံမဲ့ဘင်းစတအစည်းအဝေးကိုမင်းအွန်လိုင်းကိုတိုင်မတွားရောက်ခင်မနေ့ကညပိုင်းမှာပဲစစ်ကောင်စီဘက်ကအခုလာမဲ့ဧပြီလ22ရက်နေ့အတိရက်20အပြည့်ရက်မယ်ဆိုပြီးကြေညာလာတာပါတစ်ဖက်က MGPD ရဲ့တပ်တွေနဲ့ညီနောင်ဘုံဘွယ်အပါဝင် တော်လန်ရေးတပ်တွေကတော့ ငလင်တန်တဲ့ပြည်သူတွေကိုကုညီကဲစဲရစ်တွေလှုပ်ဆောင်နိုင်အောင်ယာယီအပြစ်ခက်ရစဲထားပြီးလဲဖြစ်ပါတယ်အခုတခါအဂျပန်ဖက်စကောင်စီရဲ့မနေ့ကမှထုတ်ပြန်လိုက်တဲ့ယာယီအပြစ်ရမှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ GIO ကရက်20ကြာအပြစ်ခက်ရစိုင်းထားမယ်လို့ကြေညာလိုက်ပြီးစစ်ကောင်စီတက်အနေနဲ့ကြေညာထားတဲ့အတိုင်းလိုက်နာဖို့တော့လိုလိမ့်မယ်လို့လဲ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတတိပေးထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံကငလင်ဘေးတင်ပြည်သူတွေကိုနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကကယ်ဆယ်ရေးတွေလှုပ်ပေးနေတဲ့အချိန်အကြံဖတ်စစ်ကောင်စီကတော့ငလင်ဘေးကူညီရေးလို့ပြောပြီးစက်မှုဆောင်တခုကိုငွေချက်သိန်းနေရမဖြစ်မနေပေးရမယ်ဆိုပြီးတော့အတင်းအဓမ္မလိုက်တောင်းနေပြန်တယ်လို့စက်မှုဆောင်လုပ်ငန်းရှင်တွေစီကနေသိရပါတယ်အဲ့ဒီအတွက်စမှုဆောင်တွေအနေနဲ့သူတို့စစ်တပ်ကတောင်းတဲ့ငလင်ဘေးကူညီရေးအလှူငွေတွေကိုဧပြီလ၄ရက်နေ့နောက်ဆုံးထားပြီးပေးရမယ်ဆိုပြီးတော့ပါစေကောင်စီကအကြောင်းကြားစာတွေပေးပို့လာတဲ့အတွက် လက်ရှိလိုင်တန်မြို့နယ်ရွှေလင်းမန်းစက်မှုဆောင်စီမံခန့်ခွဲရေးကော်မတီကနေပါ လိုက်ပြီးပြောဆိုနေတယ်လို့သိရပါတယ်။တဖက်မှာတော့ငလင်းဘေးတင်ဒေသတွေမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကကယ်ဆယ်ရေးတွေလှုပ်ပေးနေတဲ့အချိန်စေကောင်စီကတော့ပြည်သူတွေအတွက်ကယ်ဆယ်ရေးတွေကိုထိထိရောက်ရောက်မလုပ်နိုင်ပဲလျှက်စင်မီမရလို့လုပ်ငန်းတွေပါယာယီရနာထားရတဲ့စက်မှုဆောင်တွေစီကနေပါ ငလင်းဘေးကူညီရေးလို့ပြောပြီးစက်မှုဆောင်တစ်ခုကိုငွေချက်300မဖြစ်မနေပေးရမယ်ဆိုပြီးတော့ကိုအတင်းအရမလိုက်တောင်းနေပြန်တာဖြစ်တယ်လို့စက်မှုဆောင်လုပ်ငန်းရှင်တွေကပြောထားကြပါလိမ့်ခင်ဗျာဖမလဲမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေရတဲ့အပြင်ပြည်သူထောင်ထဲချီတိတ်ဆုံနေပေမဲ့ရန်ကုန်မြို့မှာတော့ရန်ကုန်တိုင်းစစ်ကောင်စီ UCB စုပေါင်းရှင်ပြုတ်ဘွဲကိုပြောဘွဲရှင်ဘွဲတွေနဲ့ပြုတ်လုလှဲ့လေနေပြန်တယ်လို့စစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်ရုံတည်င်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ါကတော့ဧပြီလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စုပေါင်းရှင်ပြုတ်ပွဲနဲ့လှည့်လည်ပွဲကိုမြို့နယ်ထွေအုပ်တွေကတက်ရောက်ခဲ့ရပြီးရွှေတကုံဇေဒီတော်မှာလှည့်လည်ပွဲတွေကိုလုံခြုံရေးအပြည့်နဲ့လှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာငလင်ဒန်ကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေရတဲ့အပြင်ပြည်သူထောင်နဲ့ကြီးတေဆုံးထားပြီး EO အိမ်တိုက်တာပေါင်းများစွာပြိုကျပျက်စီးထားတဲ့အတွက်ပြည်သူတွေဟာဒုက္ခပေါင်းများစွာကိုကြုံတွေ့နေရတဲ့အချိန်မှာပဲ တခြားနိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေကပါမြန်မာနိုင်ငံကပြည်သူတွေအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလာရောက်ပြီးဝိုင်းဝန်းလှုပ်ပေးနေတဲ့အချိန်အင်ရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကအကြံဖတ်စေကောင်းဆောင်မင်းအွန်လိုင်းခေါင်းဆောင်နဲ့စစ်ကောင်စီလက်အောက်ကရန်ကုန်တိုင်းစစ်ကောင်စီကတော့သူတို့ကိုယ်တိုင်ဦးစီးပြီးစူပေါင်းရှင်ပြုတ်ဘွဲကိုပြောဘွဲရှင်ဘွဲတွေနဲ့ပြုတ်လုံနေကြတာဖြစ်တယ်လို့စစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်ယုံတည်ရှင်မင်းကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ဒီတခါမှာတော့အကြံဖတ်စစ်ကောင်စီရဲ့အပြစ်ခတ်ရစဲရေးမှာ စီးမရှိ ကမ်းမရှိဖြစ်နေပြီးတိုက်ချင်ရာတိုက်နေကကိုကျင်ညာချက်ကိုပြန်လဲချိုးဖောက်နေတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ်ဘုံမူကြီးနော်ဘူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေစတင်ပြီးဧပြီလ22ရက်နေ့ထိရက်ပေါင်း20ကြာအပြည့်အခက်ရက်စဲတယ်လို့ကြေညာခဲ့ပေမဲ့မနေ့ကမနေ့ပိုင်းကဝိုင်းမော်ကိုစစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ဗမော်မှာလည်းနေရောညပါလေနဲ့ဘုံကျဲနေပြီးအင်းတော်မှာလည်းစစ်တပ်ကလေနဲ့ဘုံကျဲနေရလို့ဝမ်မူကြီးနော်ဘူးကရှင်းပြပါတယ်စစ်ကောင်စီရဲ့အပြစ်ခတ်ရစဲရေးဟာဘယ်အဖွဲ့နဲ့မှသဘောတူညီချက်မယူဘဲတစ်ဖက်သက်ကြီးညာခဲ့တာဖြစ်ပြီးအဲ့ဒီကြီးညာချက်ကိုတော့စစ်တပ်ကပြန်လဲချိုးဖောက်နေရလို့လည်းဘုံမူကြီးနော်ဘူးကရှင်းပြပါတယ်ဒါအပြင်စစ်ကောင်စီကဘယ်တော့မှဂရိတီးတဲ့အဖွဲ့အစည်းမဟုတ်သလိုစီးမရှိကံမရှိ တိုက်ချင်ရတိုက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့လည်းဆိုထားပါဗယ်လက်ရှိမှာမင်းအောင်လိုင်းကအပြစ်ခတ်ရက်စဲကျင်ကြတာဟာဘန်ကောက်မြို့မှာပြုလုပ်မဲ့ဘင်းဆွဲအစည်းအဝေးတက်ရောက်ရမှာအပြကောင်းစေရနဲ့နိုင်ငံကဖိအားပေးမှုမရှိစေဖို့လှုံ့ဆော်တဲ့ကြီးညာမှုလည်းဖြစ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူကသုံးသပ်ပြောဆိုထားပါတယ်ရှင် တက်ဆက်ထဲမှာပဲအကြက်ဖက်စစ်ကောင်စီရဲ့အပြစ်ရဲ့ကြီးညာချက်ဟာလီစဲလှည့်ဖျားမှုသာဖြစ်ပြီးညောင်မြွနယ်အတွင်းကိုမနစ်က မနက်ပိုင်းမှာတင့်ကားနှစ်စီးနဲ့စစ်ကြောင်းထိုးပစ်ခတ်နေတယ်လို့ NUG ကာကွယ်ဝန်ထမ်းကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်မနစ်ကဧပြီလ3ရက်နေ့မနက်6နာရီလောက်မှာမန္တလေးတိုင်းညောင်ခရိုင်ညောင်မြွနယ်ငတ်တယောက်ရဲစခန်းကအကြက်ဖက်စစ်ကောင်စီတပ်သားတွေဟာတင့်ကားနှစ်စီးနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကမြေသက်တောင်ရွာမူပင်ရွာကျိုးချင်းရွာတွေပြည်သူပိုင်နေတွေကို0.5စက္ကန့်တွေအပါဝင်လက်နက်မျိုးစုံနဲ့လည်းပစ်ခတ်နေတာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာအင်အား600ခန့်ပတ်ဝန်းပြီးမတ်လ20ရက်နေ့ကစတင်ကညာဦးမြို့နယ်နဲ့6မြို့နယ်အကြားကကြည့်ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးပြည်သူပိုင်နေတွေကိုမိရှို့တာ ဒေတာပြည်သူတွေကိုဖမ်းဆီးတာနဲ့ပြည်သူပန်တံမိုးရှိပစ္စည်းတွေကိုအထမခိုးယူလူရတာတွေကိုပြုလုပ်နေတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါဗျ။ကြက်ဘက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးကပြည်သူတို့ဘော်ကိုတိုက်ခိုက်နေတာကြောင့်ဒေတာနေပြည်သူ2000ခန့်ဟာစစ်ဘေးရှောင်နေရလို့လည်းသိရပါဗျ။ကြက်ဘက်စစ်ကောင်စီတပ်ဟာအပြစ်ရက်တယ်ဆိုပြီး ကျင်ညာထားပေမဲ့လည်းလက်တွေမှာတော့လေချောင်းတက်ခိုက်မှုတွေပြုလုပ်တာနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေကိုစင်စစ်မပြတ်ပြုလုပ်နေရလို့လည်း NUG အစိုးရကာကွယ်ဝန်ထမ်းတာကတည်င်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။နိုင်ငံကအတိုင်းဝိုင်းကိုခွေတိုးပေါက်ကနေဝင်ဖို့စူးစမ်းနေတဲ့အချက်ဖတ်မင်းအွန်လိုင်းတက်ရောက်မယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်းစတအစီဝေးကျင်းပရာရှန်ဂီလာဟိုတယ်အနီးမှာလူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုးစိုးဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲဆန္ဒပြထားကြပါတယ် ဒါကတော့အိန္ဒိယသေရီလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်တဲ့ Business အစည်းအဝေးကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်နေတာဖြစ်ပြီးအဲ့ဒီအစည်းအဝေးကိုတက်ဖို့အကြံဖတ်စစ်ကောင်းဆောင်မဲအောင်လိုင်ကဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘန်ကောက်ကိုရောက်လာပြီးတော့ဒီအစည်းအဝေးတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့နိုင်ငံတကာကဖိတ်ကျင်းထားတဲ့အကြံဖတ်စစ်ကောင်းဆောင်မဲအောင်လိုင်ဟာတရုတ်ရုရှားနှစ်နိုင်ငံဒေသတွားရောက်ခွင့်ရတဲ့အခြေအနေတွေမှာနိုင်ငံတကာအတိုင်းဝိုင်းတွေကိုခွေးတိုးပေါက်ကနေဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်အိုးအိမ်တိုက်တာပြိုကျပျက်စီးမှုတွေနဲ့ဂူကြီးကဲဆဲရေးတွေကိုစစ်ကောင်စီကထိထိရောက်ရောက်မလုံနိုင်တဲ့အတွက်ပြည်သူတွေဟာဒုက္ခပေါင်းစုံအကြီးအကျယ်ခံစားနေရလဲမင်းအွန်လိုင်းဟာအခုလိုအစည်းအဝေးကိုလက်လွတ်မခံဘဲသွားတက်နေတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုနိုင်ငံကအတိုင်းဝိုင်းတဲ့ခွေတိုဘောက်ကနေဝင်ဖို့ကြိုးစားနေတဲ့အကြမ်းဖက်မင်းအွန်လိုင်းတက်ရောက်မယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်စတအစည်းအဝေးကျင်းပရာရှန်ဂီလာဟိုတယ်အနီးမှာ လူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုဆိုဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲပြီးဆန္ဒပြထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုထိုင်းတက္ကသိုလ်ကျောင်းသားတူးကဘင်းစတက်အစီဝေးကျင်းပရာရှန်ဂရီလာဟိုတယ်အထိလာရောက်ဆန္ဒပြခဲ့လို့သိရပါတယ်ဧပြီလ၄ရက်နေ့ညနေ၄:၃၀မိနစ်မှာ ဘန်ကောက်မြို့ကဘင်းဆက်အစည်းအဝေးကျင်းပရာရှန်ဂရီလာဟိုတယ်အတွင်းထဲတီထိုင်းចောင်းသားကလာရောက်ဆန္ဒပြခဲ့တာဖြစ်ပြီးထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကចောင်းသားကိုဖမ်းဆီးခဲ့လို့လည်းသိရပါဗါးအဲ့ဒီထိုင်းတက္ကသိုလ်ចောင်းသားဟာလူသက်သမားမင်းအောင်လိုင်ကိုထိုင်းနိုင်ငံကမကြိုဆိုကြောင်းအပြစ်မဲ့ပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားတဲ့သွေးစွန်းနေတဲ့မင်းအောင်လိုင်ကိုထိုင်းဝန်ကြီးချုပ်ကကြိုဆိုမှုအပေါ်ကိုလည်းမဆက်ဖူးလားဟုမေးခွန်းထုတ်ခဲ့ပြီးထိုင်းပြည်သူတွေက လူသက်သမားအာနာရှင်ကိုလက်မခံကြောင်းပြောဆိုဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။အလားတူဘန်ကောက်မြို့စစ်တပ်ရုံးနီးဒဂုံမြို့တင်မြောက်ပိုင်းကျောင်းသားတမကဘဂတများအဖွဲ့ချုပ်ကနိုင်ငံသားရောက်တော်လဲရဲဘော်တွေနဲ့ပူးပေါင်းကမင်းအောင်လိုင်ကိုဆန္ဒပြခဲ့ကြပါတယ်။ဒါအပြင် MBK ကုံတိုက်အနီးမှာလည်းမင်းအောင်လိုင်ကိုစန့်ကျင်တဲ့စာသားတွေကိုကန်ဆောင်က ထိုင်းရောင်မြန်မာအချို့ကဆန္ဒပြခဲ့လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကိုဆန္ဒပြဖို့တွားတဲ့မြန်မာနိုင်ငံသားကိုဖြိုးပိုင်ဟာဘန်ကောက်မြို့ရှန်ဂရီလာဟိုတယ်နီးမှာဖမ်းဆီးခံခဲ့ရပြီးလက်ရှိအချိန်ထိထိုင်းရဲတွေကဖမ်းဆီးထားဆဲဖြစ်ပြီးမြန်မာပြည်ကိုပြန်ပို့မှာကိုစိုးရိမ်နေရလို့လည်းကိုဖြိုးပိုင်ရဲ့မိတ်ဆွေအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ိုင်းနိုင်ငံမှာဘစ်စတအစည်းအဝေးတက်ရောက်ခဲ့တဲ့အကြံဖတ်မင်းအွန်လိုင်းကိုထိုင်းပြည်သူတချို့ကလူတက်ကောင်းမင်းအွန်လိုင်းကိုမကြိုဆိုဘူးဆိုပြီးတော့ပါဆန္ဒပြမှုတွေဖြစ်ပွားမှုအပြီးအကြံဖတ်မင်းအွန်လိုင်းဟာထိုင်းနိုင်ငံကနေတတ်မရက်ထဆောပြီးတော့ညာတွင်းချင်းနေပြည်တော်ကိုပြန်ရောက်လာတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်တကတော့ထိုင်းနိုင်ငံမှာဘစ်စတအစည်းအဝေးတက်ဖို့ရောက်လာတဲ့အကြံဖတ်မင်းအွန်လိုင်းကိုအေဘရာလေးအနေဖြစ်တဲ့မနေ့ကပဲ ထိုင်းကြောင်သားတွင်နဲ့ထိုင်းပြည်သူတချို့ကပါလူသက်ကောင်းမဲအောင်လိုင်းကိုမကြိုဆိုဘူးဆိုပြီးတော့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့အပြင်တစ်ဖက်မှာလည်းအာဂျင်တီးနားတရားရုံးကပါထိုင်းနိုင်ငံရောက်နေတဲ့မဲအောင်လိုင်းကိုဖမ်းဆီးပေးဖို့ဖမ်းရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ပေးပို့ခဲ့ပြီးမဲအောင်လိုင်းကိုဖမ်းပေးဖို့မြစ်တာရက်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနောက်မှာပဲထိုင်းနိုင်ငံဘင်းစတအစည်းအဝေးတက်ဖို့အတွက်ရောက်နေတဲ့အကြမ်းဖက်မဲအောင်လိုင်းဟာတမရက်တက်စောပြီးတော့ဧပြီလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ထိုင်းနိုင်ငံကနေညာတွင်းချင်းနေပြည်တော်ကိုပြန်ရောက်လာတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာ အကြမ်းဖက်စစ်ကောင်စီကငလင်ဒန်သင့်ဒေသတွေကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုပိတ်ပင်ကတ်တနေပြီးအထူးသဖြင့်ဆရာနာသိမ့်မှုကိုစန့်ကျင်တဲ့ပြည်သူတွေစီကိုအကူအညီမရောက်ရှိစေဖို့အတွက်တားဆီးတာတွေတိုက်ခိုက်တာတွေဆောင်ရွက်နေရလို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာရုံးကသတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ကတော်လိုင်းတပ်ဖွဲ့တွေဆွတ်မှုနေတယ်။ငလင်ဒန်သင့်ဒေသကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရောက်ရှိစေဖို့အတွက် ကန့်သက်တိတ်ပင်နေရလို့လဲဆိုထားပါဗျ။မလ28ရက်နေ့ငလင်လုတ်ခတ်ပြီးရနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလုဆောင်ခဲ့ပြီးအဲ့ဒီအထက်ကတိုက်ခိုက်မှုပေါင်း16ခုဟာဧပြီလ2ရက်နေ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတယ်လို့ကြေညာပြီးရနောက်မှာလုဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မနေ့ကဧပြီလ4ရက်နေ့မှာပဲစစ်တပ်ကထပ်မံကတိုက်ခိုက်မှုပေါင်း10ခုကိုဆောင်ရွက်ခဲ့ပြီးစစ်တပ်ထိန်းချုပ်ထားခြင်းမရှိတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရရှိတာကြောင့်ကတ်ဆိုးကြီးဖြစ်နေတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာရုံးကပြောရေးဆိုခွင့်ရှိသူကဂျနီဗာမှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာအဆောင်တွေပြိုလဲတာလူမှုအတိုင်းအဝန်းကိုပြိုကွဲပျက်စီးတာ အများစုသောပြည်သူတွေဟာအစားအစာရေနဲ့ခိုးလုံရကိမ့်မဲ့နေပြီးငလင်တန်းကြောင့်သေဆုံးသူ3100ကျော်ရှိလာနေတယ်လို့လည်းသိရပါတယ်ရှင်။နေပြီးတော့မှ ငလင်တန်တင်စစ်ကောင်စီလက်အောက်ခံဝန်တန်းတွေအနေနဲ့မဖြစ်မနေရုံပြန်တက်ဖို့အပြင်နေပြည်တော်ပြင်ပကိုပြောင်းရွှေ့တာတွေမလုပ်ရဘူးဆိုပြီးစစ်ကောင်စီကညွန်ကြလာပြန်တယ်လို့နေပြည်တော်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝန်တန်းတွေကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုလာပါတယ်လက်ရှိမှာတော့ငလင်တန်ကြောင့်နေပြည်တော်ကစစ်ကောင်စီလက်အောက်ခံဝန်တန်းအင်အားတွေအပါဝင်ဝင်ကြီးဌာနရုံတွေပါပြုတ်ကျပျက်စီးမှုတွေဖြစ်ထားတဲ့အပြင်ဝန်တန်းမိသားစုတွေတဲမှာပါတိုက်ဆုံတဲ့သူတွေအမြောက်များရှိထားတယ်ဆိုပါတယ်လက်ရှိအချိန်အထိလဲ ငလင်ဒန်တင့်ထားတဲ့နေပြည်တော်ကစစ်ကောင်စီလောက်ခံဝင်ဒန်းတွေနဲ့မိသားစုဝင်တွေဟာနေထိုင်စရာပျောက်ဆုံးနေပြီးစစ်ကောင်စီကိုတိုင်းလမ်းဘေးတွေမှာနေခိုင်းထားသလိုစားစရာအတွက်ဆိုရင်လည်းဖြစ်သလိုသားလမ်းဘေးတွေမှာပဲချက်ပြုတ်စားနေရတယ်လို့လည်းစစ်ကောင်စီလောက်ခံဝင်ဒန်းတွေကပြောပါတယ်။အဲ့ဒီလိုအခြေအနေတွေဖြစ်နေပြီမဲ့အကြံဖတ်စစ်ကောင်စီကတော့နေပြည်တော်ကသူတို့စစ်တပ်လောက်ခံဝင်ဒန်းတွေကိုလာမယ့်ဧပြီလ9ရက်နေ့ကစပြီးမပစ်မနေရုံးပြန်တက်ဖို့ ਨੇ နေပြည်တော်ပြင်ပကိုပြောင်းရွှေ့ဓာတ်တွေမလောက်ရဘူးဆိုပြီးစေကောင်စီကညွန်ကြားလာပြန်တယ်လို့ နေပြည်တော်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။လက်ရှိမှာတော့အကြံဖက်စစ်ကောင်စီဟာနေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျပျက်စီးထားတဲ့ဝန်ထမ်းအင်အားတွေတဲကဝန်ထမ်းမိသားစုတွေရဲ့ရုပ်လောင်းတွေကိုလည်းတေချာရှင်းလင်းနိုင်တာမျိုးမရှိသေးတဲ့အပြင်အနှံ့တွေအရန်ထွက်နေလို့မိသက်ကိုအလောင်းတွေလာထုတ်ပေးဖို့ဝန်ထမ်းတွေကအကြောင်းကြားတော့လေ။အရာရှိကြီးတွေကိုဦးစားပေးလုပ်နေတဲ့အတွက်အလှည့်ဆောင်ပါလို့ပြန်ပြောပြီးဌာနအကြီးအကဲတွေကိုပြောတော့လေ။ ပုတ်စောနန်းတဲ့နေရာနဲ့ဝေးဝေးနေခိုင်းပြီးတော့ရက်ကြလာရင်အနံ့ပြောက်ပြီးရိုးသွားပါလိမ့်မယ်ဆိုပြီးတော့ဒါပြန်ပြောတဲ့အတွက်ဘလောက်တောင်တာဝန်ယူမှုရှိလဲဆိုတာစဉ်းစားတာကြည့်ပါတော့ဆိုပြီးနေပြည်တော်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအင်အားမှနေထိုင်သူတအုပ်ကရန်ကုန်ခေတ်တက်ကိုအတိပေးပြောဆိုလာပါတယ်ခင်ဗျာ